ကျွန်တော်မုံနှစ်ပုံကျွန်တော်ခြေထောက်နဲ့ကန်တာတော့ဘယ်တော့မှမလုပ်ခြေထောက်နဲ့ရွှေ့တာတော့မလုပ်ဘူးအဲ့လောက်ထိကျွန်တော်ဒီမုံပေါ်မှာကျွန်တော်တံမုတ်ထားပြီးလောက်တာရောင်းရယ်မုံလင်းမြလည်းရောင်းရယ်မုံလင်းမြလည်းခဏခဏ order တက်စတဲ့ပြန်အဲ့လိုတစ်ခါတစ်ခါဝင်ခုနှစ်ပွဲရှစ်ပွဲတက်တဲ့ရုံးနေပါ company တွေအဲရုံးဖွင့်ရဆိုကုမ္ပဏီတွေကနေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့အဲအနည်းဆုံးခုနှစ်ပွဲရှစ်ပွဲဆယ်ပွဲစသဖြင့်အဲ့လိုမျိုးသူတို့ဝယ်ကြပါတယ် အာအဆင်ပြေပါတယ်ခင်ဗျစီဂျိုသမားရောသွေးတိုးသမားရောတောင်တန်းရောဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမုတ်ဆလုတ်ကလေးကစံချမ်းနဲ့လုတ်တာပါစံချမ်းနဲ့လုတ်တဲ့ခါကျတော့ဟိုစီဂျိုသမားတွေကစံချမ်းစားရတာလीသူတို့လည်းပိုအဆင်ပြေတယ်တနေ့ကုန်ဆိုလို့ရှိရင်တော့၄ပြီ၄ပြီကျော်ကျော်လောက်တော့ပုံတော့အဲသူကဒေတာခေါ်ဝဲကွာသွားတာကျွန်တော်တို့ကျွန်တော်တိရတဲ့လောက်ကတော့တချို့တွေကတော့မုတ်ပြဆက်လက်ခေါ်တချို့တော့မုတ်ပြသက်လက်ခေါ်ဒါပေမဲ့အားလုံးကတော့အတူတူပါပဲဒီပုံစံမှာ ။နောက်အရသာဆိုတာတော့ခုနကပြောသလိုပေါ့။နောက်မှအကယ်၍အရသာဘလောက်ကောင်းကောင်း customer service ကလည်းမကောင်းဘူးညံ့တယ်။ခုနကပြောလို့ပေါ့တန်ရှင်းတန်ရမှုမရှိဘူးဆိုလို့ရှိရင်တောင်းတဘူးမှလာစားမှာမဟုတ်ဘူး။ All over YCBSC โอเคပါခင်ဗျာကျွန်တော်ရဲ့ဆန်နေမယ်ကတော့မူလလဲအောင်ဒေါ်ထွေမောပြတလက်လမ်းတဲ့ကီမဆန်ဖြစ်ပါပြီဗျာအဲကျွန်တော်နာမည်တော့ကိုအောင်ပါခင်ဗျာကျွန်တော်ကတော့ third generation လောက်မှရှိတာပေါ့ပထမဆုံးကတော့တုန်းကတည်းကနှစ်ပေါင်း40ကျော်ကကျွန်တော်အတော်ပေါ့ဒေါ်ထွေသူကတော့နှစ်ပေါင်း40ကျော်လောက်ကစပြီးရောင်းခဲ့တယ်နောက်ဒုတိယဒေါ်ထွေရဲ့သမီးပေါ့ကျွန်တော်အမ1ခွဲမတ်နွယ်ဆိုတာသူကမနေ့ပိုင်းရောင်းมาတယ်ခင်ဗျာ ကျွန်တော်ကတော့ third generation ပေါ့နောက်မှကျွန်တော်လက်ရောက်လာပါအဲတခုတော့ကျွန်တော်မမ္မီတလောက်ဆိုလို့မမ္မီမမ္မီပေါ့နော်ဝါလောက်ပေါ့နော်ရနစတမဆက်တဲ့ဖြင့်အဲ့လောက်ပတ်ဝန်းကျင်လောက်ရှိမှာပေါ့။ဒီပေါင်းဝယ်40ဆုံးသွားပြီပေါ့။အဲဆိုင်ကမနေ့6နိုင်နေညနေ9နိုင်။အာလာပါရခင်ဗျမနေ့ဆိုလို့ရှင် breakfast side တွေလာတယ်မနေ့ lunch ရောက်တဲ့အဖွဲတွေလည်းလာကြပါတယ်။ ဟိုရေတန့်ကိုပဲထည့်တယ်ဗျဟိုပုံမှန်ရလာတဲ့ရေကိုမထည့်ပါဘူးတန့်တယ်ဆိုကျွန်တော်တို့ကတန့်တယ်ဆိုအဲ့လိုရေတန့်ကိုပဲသုံးတယ်ပုံမှန်လာတဲ့ရေကြောက်တစ်ခါဒီတန်ကြီးရပါပြီပါတယ်လीညက်ပတ်တယ်အဲအဲကြောင့်မို့ကျွန်တော်တို့ကဟိုအတန့်တယ်ဆိုကျွန်တော်တို့ကအဓိကနံပါတ်1ကျွန်တော်ဦးစားပေးရတော့အစားတောက်တန်ရှင်းပါပဲနံပါတ်1တန်ရှင်းဖို့နေဘွယ်လို့လဲအစားတောက်ဘလောက်ကောင်းကောင်းမတန်ရှင်းဘူးမှလာမစားဘူးလीဟောနောက်မုန်းနေကိုလည်းကျွန်တော်တို့ကစော်ဒါလေးနဲ့ရေလေးနဲ့မျှအောင်ထည့်ပြီးတော့ခုနကပြောသလိုပေါ့မပြစ်မကျဲလေးပေါ့ကျဲတယ်လည်းမဟုတ်ဘူးပြစ်တယ်လည်းမဟုတ်ဘူး ်ကျွန်တော်မုတ်လေးဆွဲလို့ကောင်းအောင်မုတ်သားလေးပွားပါအောင်အဲအဲ့လိုမျိုးလေးကျွန်တော်လုပ်ပြရရပါပြီဒါတော့ဆိုရင်ကျွန်တော်မုတ်လေးရသွားပါပြီအာမနေ့မနေ့ဆိုလို့ရှိရင်တော့နှစ်ပြီလောက်တော့တို့ကုန်ပါရဲ့ဗျတနေ့တနေ့ကုန်ဆိုလို့ရှိရင်တော့၄ပြီ၄ပြီကျော်ကျော်လောက်တော့ကုန်တော့အမ်သူကဒေသအခေါ်ဝယ်ကွာွားတာ ျွန်တော်တို့ကျွန်တော်သိရတဲ့လောက်ကတော့တချို့တွေကတော့မုတ်ပြဆက်လက်ခေါ်တယ်တချို့တော့မုတ်ပြတယ်ခေါ်ဒါပေမဲ့အားလုံးကတော့အတူတူပါပဲဒီပုံစံမှာပဲအဲ့ဒါဒီလိုခင်ဗျပထမတော့အရင်တော့ကတော့ကျွန်တော်တို့အတော်ဒီစရောင်းတော့ကတော့ဟိုအညာကနေသူကမင်းမှုဘက်ကလေသူကစရောင်းတော့ကတော့မျိုးလေးနဲ့ရောင်းတယ်ထူထူပုံပုံလေးတွေပေါ့ရောင်းရောင်းနေနောက်ပိုင်းကဘလို့ဖြစ်လာလဲဆိုတော့လူတွေကပပကျွတ်ကျွတ်လေးစားကျင်လာကြပပကျွတ်ကျွတ်လေးစားကျင်လာကြတယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာဟိုပြောရရင်တော့ဖြင့်တူရှိသေးတယ် လောက်တာကိုသွားမြင်တာပေါ့နော်အဲ့ဒီအဲ့အနေပဲကဲတို့အပါပပကျွတ်ကျွတ်လေးအဲ့ဒီကနေစပြီးတော့အတော်ကအဲဒေပြားလေးနဲ့နောက်ပိုင်းမြေဝကလည်းရန်ကုန်ဘက်မှာတိတ်ပြီးတော့ရှာခက်တဲ့ခါကျတော့ဒေပြားလေးနဲ့ပဲကျွန်တော်စပြီးလုတ်ဖြစ်တာပါအဲ့ဒါနေပဲမုတ်ပြားတဲ့လက်အပါဖြစ်သွားတော့ပေါ့ ော့တဲ့လန်တရဲ့ကီမာတစ်ခုကတော့1500ပါမုတ်ပြောတဲ့လေမုတ်ပြောတဲ့အချိုထင်းကြီးနဲ့အုံဒီခေါမုံပုံစံလိုမျိုးပေါ့နောက်ခုနကလိုပဲထူထူပုံပုံလေးလည်းရပါအဲ့ဒါတော့1000ပါအဲလောလောဆယ်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်မုတ်ပြားရဲ့လေးမျိုးပေါ့မုတ်ပြားသက်လက်အပားရတယ်ခုနကလို့ပေါ့တချို့ကလည်းမုတ်ရီပါခေါ်တယ်တချို့ကလည်းရင်မုံခေါ်တယ် နာနောက်ပြီးတော့မိုးပြသလက်အထူပေါ့အညာလိုပဲထူထူပုံပုံဘိမုံအဲ့မျိုးလေးလည်းရပါတယ်လန်သေးကီမာရတယ်နောက်ခေါက်မုံပုံစံကြတော့ကျွန်တော်တို့ကဟိုထညက်အိမ်နဲ့မုံနှစ်နဲ့တခါတည်းဟိုမုံခေါက်မုံနေလို့ပဲလုံးနဲ့လောက်တာမဟုတ်ဘူးကျွန်တော်တို့ကမုံသားဖြူဖြူလေးကိုပဲအဲဥပ္ပမလို့အောက်ကြတော့မှထညက်အိမ်နဲ့အုံသီးလေးနဲ့ထည့်ပြီးတော့ကျွန်တော်လောက်တာပါအဲဘဲပါတော့ခေါမုံပြောကျွန်တော်တို့ကတောင်မနာမည်ကိုလည်းပေးထားတာကမုတ်ပြတဲ့လက်အချိုလို့ပဲပေးထားတယ်ခေါမုံပုံစံမပြောထားပါဘူး အာပွင့်ပွင့်နဲ့နည်းနည်းလေးဟိုပေါ့ဟိုဘလူးခေါမ်နဲ့အသက်ကြီးပိုင်းနေရာတော့ထူထူပုံပုံလေးကြိုက်ကြဘာလို့သူကနည်းနည်းပျော့ပျော့အီအီလေးဟို now အပမကျွတ်ကျွတ်လည်းကြိုက်ပါဒါပေမဲ့အငယ်လူငယ်ပိုင်းကတော့လမ်းတရကြီးမောက်ကိုပိုကြိုက်တယ်တချို့ကလေးတွေတော့လူအများစုလည်းထញ្ញိမ့်နဲ့အချိုလေးကိုလည်းကြိုက်ကြပါတယ်အာရောင်းရဆုံးကတော့ကုနက်ကလိုပဲအချိုရဲ့ကိုကမော်ပြားတဲ့အချိုရဲ့မော်ပြားတဲ့အပိုင်းလမ်းတရကြီးမောက်ဒီ၃ခုကတော့တော်တော်လေးရောင်းရပါတယ်အာပမကျွတ်ကျွတ်လေးကကြတော့ကုနက်ကပြောလို့ပေါ့ ဟိုတချို့တွေကတော့ရင်မုံပြောသလိုပဲအဲ့ဒါလေးကကြတော့လူတွေကဟိုအေးတခါလေးကြတော့ပွင့်နေဆုံးပြောရင်တော့ပြင်ဒီဆိုင်မှာလာစားတယ်ပူစားတယ်တခါတည်းလုတ်ပြီးစားတဲ့ခါကျတော့သူ့ရဲ့ပူပူရာလေးရဲ့ကျွတ်တာလေးရဲ့အဲ့အရသာပို့ပြီးတော့ကောင်းတာပေါ့တို့ပါတော့လေပါဆယ်ဝယ်ဝါတဲ့ခါကျတော့မုံကကျွန်တော်တို့ကဘာကီမီကယ်မှမထည့်တော့တာရှိခံအောင်လည်းမလုပ်ထားဘူးပါဆယ်ဝယ်ဝါရင်တော့နည်းနည်းပေါ့တော့ပြောတတ်တယ် အဲဒါကြောင့်မလို့ကျွန်တော်တို့ကတခါလေပွဲတွေခေါ်တယ်ဆိုတော့သူတို့ကအဲ့လိုမျိုးချက်ချင်းကိုရှင်းမှန်ရင်ချက်ချင်းလို့ချက်ချင်းစားကျင်ကြတယ်လေအဲကြောင့်ဂုဏကလို့ပေါ့ oral light လုတ်ပေးတယ်ဆိုလို့ရှိရင်အဲ့လိုအပါအကျွတ်လေးတွေကိုသူတို့ကကြိုက်ကြတယ်အဲဂုဏကပြောသလိုပဲဟိုအေးဝတဲ့ခါကျတော့နည်းနည်းကျွန်တော်တို့ကစမ်းကြည့်ပဲတတ်တဲ့ဂုဏကမထက် chemical မထက်တာကြောင့်နည်းနည်းတော့ဟိုပျော့သွားတာပေါ့ပျော့သွားတဲ့ကြောင့်ဒီပူပြီးကျွတ်တဲ့အရသာလေးတော့ပျောက်သွားတာပေါ့ ဒါမှမဟုတ်ကျွန်တော်ကတခါလေးကြောက်ရှင်ကိုယ်ဆိုင်လိုင်းကျွန်တော် recommend ပေးတာရတယ်စိုက်မှာပူစားတာစားတာပူကောင်းပါတယ်စသဖြင့်အဲ့လိုမျိုးပဲကျွန်တော် recommend ပေးတာပေါ့မုတ်လင်များကတော့ကျွန်တော်တို့ကနေ့လယ်17နာရီကို17နာရီလောက်မှရပါတယ်အအရင်တော့တော့ဒီပုံစံမဟုတ်ဘူးပေါ့ဒီနေရာကတော့ဒီနေရာပဲအရင်တော့ကတော့ခုနကလိုပေါ့ဟိုဒနီမိုးစအဲ့ခက်ကတော့ဒနီမိုးခက်ပဲရှိသေးတာပေါ့သူ့တွေပါရတဲ့ခက်မစားသေးဘူးလေ လာတာနောက်ပိုင်းခေတ်ကပြောင်းလဲလာတဲ့အခါတိုးတက်လာတဲ့အခါကျမှဒီပုံစံဖြစ်သွားတာပထမအတော်ရီစလုပ်တုန်းကတော့မှပဲဥမာထင်းမီသွေးလေးနဲ့ပဲလုပ်တာလေအဲနောက်ပိုင်းကျတော့ထင်းမီသွေးလုပ်တဲ့အခါကျတော့ဥမာ customer မလာတဲ့အခါကျရင်ဒါရဘာပြ waste ဖြစ်တယ်အဲ့တော့တို့တွေကဲပြောင်းမယ်ဆိုပြီးတော့ခုနလိုပေါ့ guest နဲ့စပြီးတော့လုပ်လိုက်တာပါဟာအဆင်ပြေပါတယ်ခင်ဗျစီဂျိုသမားရောသွေးတိုးသမားရောတောင်တန်းရောဘာချောင်းလဲဆိုတော့ကျွန်တော်တို့ကမုတ်စလုပ်ကြတဲ့ကွာစံချမ်းနဲ့လုပ်တာပါစံချမ်းနဲ့လုပ်တဲ့အခါကျတော့ ဟိုစီဂျိုသမားတွေကစัญញမ်းစားရတာလေသူတို့လည်းပို့အဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့ကဒီထဲမှာဘာမှမုတ်နှစ်ထဲမှာဘာမှထပ်မထည့်ထားဘူးအချို့မုတ်နေပါလေမထည့်ထားဘူးဒါသူမုတ်နှစ်အတိုင်းပဲကျွန်တော်တို့ကလောက်တာရယ်နှမ်းနှောင်းဖြူတယ်စားနဲ့နှမ်းလေးကိုလှော်ပြီးတော့ဖြူတာလေးရှိတယ်အဲ့ဒါလေးဖြူပေးလိုက်တယ်ဒါတော့တချို့ကတော့အငံမကြိုက်တဲ့လူကတော့စားလျှော့ပြီးတော့လျှော့ပေးလိုက်တယ်အဲကြိုက်တဲ့လူကတော့များများဆိုများများပေါ့ဒါကြောင့်မို့စီဂျိုသမားလည်းစားလို့ရတယ်သွေးတိုးသမားလည်းစားလို့ရပါတယ် အဲမုန်းလင်းများတော့ကျွန်တော်တို့ဆိုင်မာရောင်းလာတော့တပွဲကို2010ခုပါပါတယ်အဲဆက်ခုပါတယ်ဆိုတော့ကျွန်တော်တို့ကမုန်းလင်းများကတော့ခုနကပြောသလိုပါပဲအဲမုန်းနှစ်တော့နည်းနည်းလေးမပြောသလဲနဲ့တော့မတူဘူးသူကမုန်းနှစ်နည်းနည်းကွဲတယ်ကွဲပြီးရဲ့အခါဒါပေမဲ့အထက်မှာပါတဲ့ ingredient ကတော့ခုနကလိုပါပဲပြုတ်နဲ့ကြက်သွုံမိတ်လေးနဲ့ အဲနှမ်းနှောင်းကြတော့နှမ်းနှောင်းနဲ့နှမ်းနှောင်းစသဖြင့်တက်တော့ပါပဲကျွန်တော်တို့ဘာမှထွေထူးတော့မရှိပါဘူးအဲစံချမ်းပဲလောက်တော့နှစ်ခုလုံးစံချမ်းပဲဒါပေမဲ့ဟိုမုတ်နှစ်လေးနည်းနည်းကွာသွားတဲ့အပိုင်းပဲရှိပါတယ်ရောင်းရတယ်မုတ်လိမြန်လည်းရောင်းရတယ်မုတ်လိမြန်လည်းခဏခဏ order တက်ပါတယ်အပြင်ကဟိုဖူပန်နာတို့ဘာလို့ကတခါလေးမှားရဆိုလို့ရှိရင်ဟိုဆယ်ပွဲလောက်ထိတခါလေးဆယ်ပွဲအပြင်ကလာလို့ရှိရင် အပြင်ကုနာကတော့တချို့ order ဆိုလို့ရှိရင်ဟိုတနေ့ကပဲအမ်ကျွန်တော်တို့ဟိုဘက် စမ်းကြောင်းဘက်ကလာဝဲတယ်ခုနရှစ်ပွဲစသဖြင့်အဲ့လိုတခါတခါဝင်ခုနပွဲရှစ်ပွဲတဲ့တဲ့ရုံးနေပါကွန်ပဏီတွေအဲရုံးဖွင့်ရဆိုကွန်ပဏီတွေကနေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့အဲအ ਨੇ ဆုံးခုနပွဲရှစ်ပွဲဆယ်ပွဲစသဖြင့်အဲ့လိုမျိုးသူတို့ဝယ်ကြပါတယ်ကျွန်တော်ကဆိုင်မှာကျွန်တော်ရဲ့မူဝါဒအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကနံပါတ်1ဦးစားပေးတာတန်ရှင်းတန်ရမှုပဲဒါကြောင့်မို့ မုံကိုကျွန်တော်တို့ကကင်တွယ်လို့ရှိရင်လက်နဲ့ပဲကင်တွယ်တယ်ညှက်နဲ့ပဲကင်တွယ်တယ်ပဲသောအခါမှာကျွန်တော်တို့ကလက်နဲ့မတီးဘူး ။နောက်ဘာကြောင့်လဲဆိုတော့ကျွန်တော်ခုနကမူဝါဒတိုင်းပြောရမယ်ဆိုနံပါတ်1အရေးကြီးဆုံးကတန်ရှင်းတန်းမှုပဲ။ကျွန်တော်မုံဘလောက်ကောင်းကောင်းတန်ရှင်းတန်းမှုမရှိဘူးလို့ရှိရင်ဘယ်သူမှလာမစားဘူးလေ။စသဖြင့်အဲ့တော့နံပါတ်1ကျွန်တော်ကတန်ရှင်းတန်းရတာကိုကျွန်တော်လိုချင်တယ်။နောက်ခုနပြောသလိုပေါ့နံပါတ်2ကျွန်တော် customer service customer service ပေးရနေမှာလေကိုကတကယ်ကိုခုနကလို့ပေါ့ဆက်ဆိုင်ရင်ကောင်းမွားမယ်။ကျွန်တော်တို့ခုနကပြောလို့အကောင်းဆုံးဝန်ဆောင်မှုကိုလည်းကျွန်တော်တို့ပေးနိုင်အောင်ကြိုးစားရမယ်။နောက်အရသာဆိုတာတော့ခုနကပြောသလိုပေါ့။နောက်မှ တကယ်အကယ်၍အရသာဘလောက်ကောင်းကောင်း customer service ကလည်းမကောင်းဘူးညံ့တယ်ကိုနကပြောလို့ပေါ့တန်ရှင်းတရမှုမရှိဘူးဆိုလို့ရှင်တုံတန်ဘယ်သူမှလာစားမှာမဟုတ်ဘူးကျွန်တော်မူဝါဒအဲ့ဒါပါပဲအဓိကနံပါတ်1ကတော့တန်ရှင်းတမ်းမှုအဲနောက်ပြီးတော့နံပါတ်2ကကုနာ customer service တန်နံပါတ်3ကျမှကျွန်တော်အရသာကိုတော့အကောင်းဆုံးစူးစမ်းထားရတော့ပေါ့အ feedback ကတော့ပွင့်ဆုံးပြောရရင်ဒီမုန်းကအရန်ကောင်းတယ်ဟိုချုပ်စကလုံးတွေကြောက်တယ်သူတို့ပြောတဲ့စကလုံးတိုင်းနဲ့ချုပ်ပြောလို့ရှိရင်လည်းကျွန်တော်တချို့တွေက တချို့ကတမျိုးမြင်သွားအောင်ပဲအဲ့တော့တချို့စကလုံးတွေအရင်မြင်တယ်အဲ့တော့သူတို့ကကောင်းတယ်လို့ပဲအများအားပြောကြပါဒီမုံလေး customer အကြိုက်ဆိုတာကခုနကပြောလို့ပေါ့ဟိုတချို့သူတို့ order မှရဲ့နေရာမှာအဲသူတို့ကဘယ်လိုလုပ်ပေးပါအတန်းနိုင်ဆုံးစ조사လုပ်ပေးတယ်ကြာကလေးတွေကိုလည်းမှားထားတယ်အတန်းနိုင်ဆုံးစ조사လုပ်ပေးပြီးလို့ရှိရင်ခုနကပြောသလိုပေါ့အဲဥမာဆိုပါစို့အာနည်းနည်းငံသွားတယ် ဥပမာပြောပြတာဟာမုံတွေကနည်းနည်းငံသွားဆိုโอเคရတယ်ခစ်ဆမ်စီကျွန်တော်အစ်စ်ပြန်လဲပေးမယ်သူ့ဘာမှကျွန်တော်တို့ကဟိုပြန်ပြီးတော့ညင်းစရာအကြောင်းရှိဘူးဒါကကျွန်တော်တို့ကတော့ဟို customer ကိုပို့ပြီး care လုပ်ပေးလိုက်တာပေါ့နော်သူလိုချင်တဲ့ပုံစံအတိရောက်အောင်အတတ်နိုင်ဆုံးစူးစမ်းပြီးကျွန်တော်တို့ကဆောင်ရွက်ပေးရဒါကျွန်တော်ရဲ့မူဝါဒပါပဲအော်ဟုတ်ကဲ့ကျွန်တော်တို့ကတော့အခုဆိုလို့ရှိရင်နောက်ပိုင်းကတော့အပြင်လိုက်တယ်ဆိုလို့ရှိရင်တော့ခုနကပြောသလိုပေါ့အနည်းဆုံးပေါ့နော် ဲဘယ်လိုပဲပွဲတပွဲမှာဆိုလို့ရှိရင်အဲနှစ်သိန်းဘိုးပေါ့နှစ်သိန်းဘိုးလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကလိုက်လုပ်ပေးပါတယ်အဲအနည်းဆုံးလူ80 90 100အဲ့လိုပတ်ချလဲရတော့ AC စားလို့ရပါတယ်အဲအဲ့လိုတော့မရှိပါဘူးအားလုံးကတော့ဒီတိုင်းမှာပဲကျွန်တော်စီရပဲအားလုံးကျွန်တော်ရှင်းမဲ့မိဘွားအစအကုန်လုံးတည်သွားတယ်ဇပွဲအစတည်သွားတယ်သူတို့အတွက်စိတ်ကြိုက်လုပ်ပေးတယ်အဲပွဲတပွဲဆိုရင်ခုနကပြောလို့ပေါ့တပွဲနဲ့တပွဲတော့မတူဘူးပေါ့ အဲ2နာရီအချိန်ပေးတာရှိရတချို့အိမ်ပွဲလေးတွေဆိုလို့ရှိရင်တော့3နာရီလောက်ထိကျွန်တော်တို့ကအချိန်ပေးပါတယ်။များသောအားဖြင့်တော့အဲမွေးနေ့ပွဲတွေပေါ့ကနေ့မွေးနေ့ပွဲရှိမယ်လူကြီးလူကြီးမွေးနေ့ပွဲရှိမယ်ဟိုတပတ်ကဆိုလို့ရှိရင်ဥက္ကဘောမင်္ဂလာဆောင်ပေါ့ wedding dinner သဘောမျိုးပေါ့ကျွန်တော်တို့မုံလေးကိုထက်သင်းပေးတာလေးလည်းရှိတယ်စသဖြင့်ပေါ့အဲ့လိုမျိုးပေါ့အဲလောလောဆယ်အနေထားဆိုလို့ရှိရင်တော့ပုံမှန်ခေါ်လေးခေါ်တာရှိတာတော့ကျွန်တော်တို့ဒီကန်တော်ကြီးတန်းမှာလမ်းလျှောက်တဲ့အဖွဲ့တွေရှိတယ် ဟိုမှာ happy friday တို့ morning lady ကိုကိုတို့အာယုံဦးတို့နောက်ဘက်တစ်ဖွဲ့အဲ့လိုအဖွဲ့တွေကပဲဟိုတယောက်တစ်လက်တယောက်တစ်လက်သဘောမျိုးအဲ့မှာပုံမှန်လုပ်ပေးနေရတယ်လေအာလူကြိုက်များတယ်လုပ်ပေးလုပ်ပေးဆိုလို့ရှိရင်တော်တော်လုပ်ယူရတာသူတို့ကလူတွေကပျော်စရာကြီးလက်ကောင်းတယ်ပျော်ပျော်ဖို့လက်တကယ်ကောင်းပါတယ်အာလူတွေကဝိုင်းအောင်ပြီးတော့မုန်းအောင်တခါတည်းဟိုလူကြတော့ဗောနော်ကလေးတွေကြနေရပဲမန်တော့လူကြီးတွေရှိပဲ ဟုတ်ကဲ့ပါဗျာကျွန်တော်အခုဖိတ်ခေါ်ပေးချင်တာကတော့ခုနကလိုပေါ့တုံငယ်သောနှစ်ပေါင်း40လောက်ခဲ့အခုချိန်ထိကျွန်တော်ဆိုင်မှာဟိုးဒေါ်ထွေးတုံးနဲ့ကစားစားခဲ့တယ်ဆိုတဲ့လူပုဂ္ဂိုလ်တွေလည်းအများကြီးရှိပါတယ်အသက်အရွယ်ကတော့နည်းနည်းကြီးကြီးမြင့်သွားတာတော့ရှိတာပေါ့နောက်အခုနောက်ပိုင်း customer မိသက်တွေလည်းအများကြီးရှိပါတယ်လာပြီးစားတာအဲ့တော့အားလုံးကို customer တစ်ချိန်လုံးတောက်လျှောက်အားပေးခဲ့ customer တွေရောအခုမှအားပေးတဲ့ customer နောက်လည်းအားပေးမှ customer တွေရောအားလုံးကိုကျေးဇူးတင်ပါတယ်ဖိတ်ခေါ်လည်းဖိတ်ခေါ်ပါတယ်လာရောက်ပြီးအားပေးကြပါလို့ကျွန်တော်ကနေထပ်မံဖိတ်ခေါ်လိုက်ပါတယ်အော်မစကျွန်တော်မုံကိုမစားဘူးတဲ့လူတွေလည်းလာရောက်စားသုံးကြကြပါနော်အားလုံးအဆင်ပြေပါမယ်အားလုံးကြက်နှစ်သက်ပါမယ်လို့ကျွန်တော်အားမခံပါရဲအဲဒေါ်ထွေးတော့မဟုတ်ဘူးခုနကလိုကမန်းနယ်တဆင့်ဖြစ်သွားပြီပေါ့ဒေါ်ထွေးကာလာတော့ကျွန်တော်ကငယ်သေးတယ်လေ နောက်တော့မနွယ်ကရောင်းလာတယ်သူသမီးပေါ့ရောင်းတော့သူဆီမှာတဆင့်ကျွန်တော်တို့ကပြန်ပြီးတော့လက်ဆင့်ကမ်းလို့ဖြစ်သွားတာပေါ့ဟုတ်ပါဘူးအမပေါ့အမအမအတော်ရဲ့သမီးပေါ့ဟုတ်ပါတယ်အာမရှိဘူးတစက်တောင်မရှိဘူးကျွန်တော်ပျော်နေရပဲမဟုတ်လားတချို့ဆိုရင်အရင်အံ့အောင်အဟောတယ်ဟာဒီမို့လို့လောက်တာတဲ့ဒီဒီဦးလေးကြီးလောက်တာဟုတ်တယ်ကျွန်တော်ကဆိုဘလို့ပြောပြောကိုကျွန်တော်အလုပ်ကိုကျွန်တော်တန်ဖိုးထားတယ်အရန်တန်ဖိုးထားတယ် ဟိုရုပ်ဆာဆုံးကုန်ကုန်ပြောရရင်ဘယ်လောက်ထိတန်ဖိုးထားလဲကျွန်တော်မုံနှစ်ပုံကျွန်တော်ခြေတော်နဲ့ကန်တာတော့ဘယ်တော့မှမလုပ်ခြေတော်နဲ့ရွှေ့တာတော့မလုပ်ဘူးအဲ့လောက်ထိကျွန်တော်ဒီမုံပေါ်မှာကျွန်တော်တန်ဖိုးထားပြီးလောက်တာဒါကြောင့်စိတ်ထဲမှာဘာမှမရှိဘူးသွားလောက်တာပဲပွဲဆိုလို့ရှိရင်များသောဖြင့်ကျွန်တော်ပဲတောက်လျှောက်သွားတာများတယ်အမျိုးသမီးကတော့စိုင်မာထိုင်ရဲကျွန်တော်ကတော့တောက်လျှောက်ပွဲတိုင်းသွားတာများတယ်ဒါပေမဲ့ဘာမှမရှိဘူးစိတ်ထဲမှာအကုန်လုံးကအားလုံးကလည်းကျွန်တော်ဟိုခင်ခင်မင်မင်ပဲကျွန်တော်ဆက်ဆံကြပါရဲ့ကျွန်တော်တို့ကတော့ခုနကပြောသလိုပေါ့အဲ အတန်းနဲ့ဆုံးတော့ဝန်ထမ်းတွေကိုကျွန်တော်ကပျော်ပျော်ရွှင်ရွှင်ပဲဟိုရှင်းမွန်ဟာငါတတိပဲဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ဘယ်တော့မှမဆက်ဆံငါလုပ်ငန်းရှင်ပဲတတိတော့ဟိုလုပ်ငန်းရှင်ပေါ့သူတို့ကိုစခေါ်လို့ရှိရင်ကျွန်တော်အမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ်ငါမင်းတို့ကိုခေါ်တာလေလို့ငါထိုင်ကုန်မှာထိုင်ပြီးတော့လက်ညှိုးထိုးပြီးမင်းတို့ကိုခိုင်းဖို့ငါခေါ်တာမဟုတ်ဘူးငါတို့လုပ်နေတဲ့အလုပ်ထဲကနေမှတဆင့်ခွဲဝေပေးခြင်းလို့လို့အဲ့တော့သူလဲလုပ်တယ်ကိုလဲလုပ်တယ်ဘယ်တော့မှငုတ်တူကြီးထိုင်ပြီးတော့ နင်းသွားဓာသွားလို့မင်းရဓာလို့ဘယ်တော့မှမခံဘူးတခါဒီကိုကိုတိုင်လည်းစပွဲထုတ်လို့လုပ်တယ်ကိုကိုတိုင်လည်းစာပိသားပကံနေတင်းရင်တင်းတယ်ကိုကိုတိုင်လည်းတပြည့်စည်းလဲရင်တဲပစ်လိုက်တယ်ဒါတော့သူတို့နဲ့ဆက်ဆံတဲ့အခါမှာလည်းခုနလိုကနွေ့နွေ့ထွေ့ထွေ့ပဲပျော်ပျော်ပါးပါးပဲတချို့ရဆိုအနောင်အဟောတယ်အဲအဲ့လိုမျိုးပဲကျွန်တော်ဆိုဒါပေမဲ့သူတို့လည်းပုံမှန်လည်းပြောစူစားရှင်းတော့စူတယ်ဒါကတော့အလုပ်ရှင်နဲ့လုံသမားကြမှာဒါကတော့ရှိမှာပဲလေဟိုအလုပ်ရှင်သဘောမကျတာလုံမင်းတော့ဒါကတော့သူတို့တော့ပြောထားတယ် ငါတို့စူစရာရှိရင်တော့စူမယ်။သို့မှတော့လည်းစိတ်ထဲမှာရန်သူလွဲသောသဘောမထားဘူးခဏပဲ။ပြောကြပြောကိုမကြိုက်တာတော့ပြောပြလိုက်တယ်။အဲပြီးရင်တော့စိတ်ထဲမှာဟိုသူဘလို့ခေါ်မလဲရန်သူကြီးလို့လည်းမထားတော့ခဏပဲပြီးရင်အေးစစ်စစ်ပြောပြောဘာဘာပဲနေလိုက်တာများရော။အဟုတ်ပါတယ်ထားပါတယ်။သူတို့ကလည်းကျွန်တော်တို့ချစ်လက်ချစ်ကြတယ်။ခင်လက်ခင်ကြတယ်။အဲအဲ့မျိုးပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကလည်းခုနကပြောသလိုပါပဲ။သူသူ့ကိုပေါင်းတဲ့နေရာမှာဟို ကိုကလုပ်ငန်းရှင်တယောက်နေနဲ့ဟာငါတတိပဲငါဘလို့ခိုင်းမယ်နောက်နောက်တစ်ခုကကျွန်တော်ရဲ့မူဝါဒအလုသမားရဲ့လောအောက်လည်းကျွန်တော်ခြွေတာပြီးအများအားအလုပ်လုပ်တယ်ဆိုလိုတဲ့သဘောကဟိုဥမာဆိုပါဆိုကျွန်တော်ဥမာဥပမာပြောပြတာပါကျွန်တော်လုပ်ငန်းရှင်တယောက်နေနဲ့ဥမာကျွန်တော်ဟာဒီနေ့ခေါင်းအရမ်းကိုက်နေတယ်အိမ်မှာခဏသွားလှည့်လိုက်လို့ရတယ် သဘောတရားသူတို့လည်းမရောလောက်မို့ရတော့ရပါတယ်ဒါပေမဲ့သူတို့ပုံစံမတူဘောနော်တမျိုးစီပေါ့ဒါမှမဟုတ်တချို့အလုပ်တွေဆိုလို့ရှိရင်ကျွန်တော်အမျိုးသမီးတွေလည်းပြောသူတို့လုပ်ငန်းသူတို့အလုပ်ကိုသူတို့ရဲ့လုပ်အောက်ခြေတားဆိုတော့တချို့လုပ်တွေမှာနင်းပြီးတော့သူတို့ကိုဟာငါတန်အောင်ခိုင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့တော့ခိုင်းလို့မရအောင်ဘလို့ပဲပြောပြောလေးပြီးတော့ကျွန်တော်တို့ကဟိုဆက်ရုံအလုပ်ုံနဲ့မတူကျွန်တော်ကနည်းနည်း family type ပေါ့မိသားစုပုံစံလေးလည်းဖြစ်နေတာဆိုတော့ အာတချို့အလုပ်တွေမှာကိုကိုတိုင်လုတ်လိုက်တဲ့အလုပ်တွေအများကြီးရှိတယ်သူတို့ဘာမှမပြောတော့အဲ့ဒါကိုလည်းသူတို့ကနားလေတယ်အဲအဲ့တော့သူရလည်းတောင်းတန်းဆိုရင်ကျွန်တော်ဆိုရင်ဘာမှစောတကမတက်ဘူးအဲကျွန်တော်ခိုင်းရင်လည်းခုနကလိုပေါ့အေသမီဒါလုတ်လိုက်ပါတာတာလုတ်လိုက်ပါဒီလောက်ပဲကျွန်တော်ပြောတယ်ပေါ့နော်အဲစူရစီနာစူလိုက်တာဒါပေမဲ့ပြီးရင်တော့ဘာမှမရှိတော့ပါဘူးအဲကျွန်တော်အာအခုကျွန်တော်ဒီမှာကျွန်တော်ရေဒီ page ကဒီ line ပေါ်မှာကြည့်နေတယ် ပြိသက်အားလုံးကိုလည်းကျွန်တော်ဒီနေရာနေဖိတ်ခေါ်ပါတယ်မစားဘူးသေးတဲ့မိတ်ဟောင်းမိတ်ဆွေတွေများလည်းလာရောက်ပြီးတော့အားပေးကြပါเนาะကျွန်တော်မုံလေးကဘာပဲပြောပြောလူလည်းကြိုက်ကြပါတယ်စားကြည့်ရင်လည်းစားကြည့်ပြီးရဲ့နောက်ပိုင်းမှာလည်းနောက်ပိုင်းစားကြည့်တဲ့စိတ်တွေလည်းပေါ်လာပါလိမ့်မယ်နောက်ထပ်အားပေးခြင်းတဲ့စိတ်တွေလည်းထပ်ပေါ်လာပါလိမ့်မယ်ကဒီနေရာနေဖိတ်ခေါ်ပါရဲ့ဗျ။အာလိမ့်စာလေးကတော့ကျွန်တော်တို့ကရန်ကင်းစာတိုက်ကမှတ်တိုင်ရှိပါရဲ့ဗျ။ ရရင်စားတဲ့ကမ္မတန်မှာရန်တိုင်းခုနှစ်လမ်းကျေရန်တိုင်းခုနှစ်လမ်းကိုအခုနဂျိုးပြူပိုက်လုံးနာထီဝင်လာလိုက်တာနဲ့ကျွန်တော်ကမော်လမြန်ဒုံငွေကြီးထမင်းဆိုင်ရှိတယ်ဘေးနာကဲ့ရဲ့ကျွန်တော်တို့ရဲ့မူလလယ်အောင်ဒေါ်ထွေးမဟုတ်ပြတဲ့လမ်းသေးကီမဆိုင်ရှိပါ၃၉၂၅၃၅၅၁၆၁၆၆ခွန်နောက်လုံးအောင်39 4211 8693 delivery ကတော့မနေ့ပိုင်းကတော့အနည်းဆက်ရာဆိုရင်ရန်ကုန်မြို့နယ်တဲဆိုလို့ရှိရင်တော့လိုက်ပို့ပေးပါတယ် ဒါပေမဲ့သို့တော်ညာလဲနေကင်း7နှစ်နောက်ပိုင်းကျတော့ကျွန်တော်ဖူပက်နာနဲ့ချိန်ထားပါပြီဖူပက်နာနေမှာလို့ရပါတယ်